မြောက်ရီမြို့နယ်မင်းလက်ပယ်ရော်တဝိုင်းမှာစစ်တပ်ကထိုးစစ်ဆင်နေတာကြောင့်ထိုင်းဘက်ချမ်းမဲဆောက်မြို့နယ်မစ်ကိုကင်းရော်ကိုပြေတော်ကြတဲ့မြန်မာဒုက္ခသည်တွေရဲ့အိမ်တွေပေါ်ကိုစစ်တပ်ရဲ့လက်နက်ကြီးကြီးတွေကြားရောက်ပောက်ကွေးနေပါတယ်။မောက်တူပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။ KNU လက်အောက်ခံ KNL တပ်တွေကမင်းလက်ပယ်ရော်ကြားဖြန့်ရုံတွေကိုသိမ်းပိုက်ပြီးစစ်တပ်ကထိုးစစ်ဆင်နေတဲ့အတွက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ရွာသားတွေဟာမဲဆောက်ဘက်ချမ်းမက်ကော့ကင်းရွာကို တင်းချောင်နေကြရတာပါဒီချိန်ဒီမှာနိုမလာ30ရဲ့စတင်ခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်တပ်လက်နက်ကြီးတွေဟာထိုင်းဘက်ခြမ်းကိုကြားရောက်နေလို့အဲ့ဒီမှာခိုလုံနေကြတဲ့မြန်မာဒုက္ခသည်တွေရဲ့အိမ်တွေအန္တရာယ်ရှိနေတာပါဒါကတော့လက်နေကြီးထည့်ရယ်ဟိုကတက်တက်ကြတာပဲလူကတော့ဘလို့မထိလဲဆိုတော့ဒီအောက်မှာပြပြအမြေကြီးမှာဝတ်အိမ်နေတော့ဟိုသူကြာနဲ့နင်းနီးကကတော့ရှိတယ် ဒါပေမဲ့လူအထီးကမရှိဘူးဘလို့ဖြစ်ချင်းလဲဆိုတော့ဒီအခုလောသမှာတော့ဟိုစားဖို့တောက်ဖို့ကတော့လောက်ကလည်းမတွားရဲဘူးလေဒီမှာခုအင်းပြန်ထပ်ထိမှကြောက်လို့အဆင်မပြေဘူးပေါ့အလိုလေးတွေရှိတာပေါ့အသက်အနေကတော့ဒီလိုပဲပြေးလိုက်လွားလိုက်ပဲတဲ့အနေရတယ်ဒီလိုပဲအသက်အနေကတော့ရှိတာပေါ့ပြေးလိုက်လွားလိုက်နဲ့ပဲလောက်ရတာမရှိတဲ့အခါပြန်လာရှိတဲ့အခါမရှိတဲ့အခါလေးကိုပြန်လာတို့မပြေးတဲ့အခါအတန်ကြာရင်မနေရဲ့ပြန်ပြေးအဲ့လိုဖြစ်နေတာ ဇန်နဝါရီတရက်ကနေ၂ရက်နေ့ထိတိုက်ပွဲတွေအတွင်းထိုင်းမချမ်းရောက်မြန်မာဒုက္ခသည်၃ဦးစစ်တပ်ရဲ့လက်နက်ကြီးတွေထိမှန်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတူကပြောပါတယ်အသက်90ကျော်ထိုင်းလူမျိုးအဖွားအိုတူလည်းခြေထောက်ကိုလက်နက်ကြီးထိမှန်ခဲ့ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်အခုလိုထိုင်းဘက်ကိုလက်နက်ကြီးလက်နက်ငယ်ကြီးတွေကျနေတဲ့အပေါ်ထိုင်းစိုးရကလည်းမြန်မာစစ်တပ်ကိုကန့်ကွက်စာပေးပို့ထားတယ်လို့ဆိုပါတယ် ဒီအောက်မှာပဲအိပ်ပါတယ်အိပ်တာတော့မဟုတ်သေးဘူးနေရာခဏယူလိုက်တယ်ပေါ့နေရာယူပြီးမကြဘူးပြစ်ချတယ်လက်နဲ့ကြီးလဲကြောက်တယ်ကြီးအသေးတွေကလည်းတအားလာနေတော့ထိမှဆိုးတယ်လေအားကြောင့်မို့အောက်မှာမြေကြီးမှာပဲပြရားနေကြတယ်ဖျားလေးခင်းပြီးတော့အိမ်မမအိမ်မဲဆိုရင်တော့အကုန်သေးကုန်ပြီပေါ့အိမ်မမပလဲသွားတာပဲလေအကုန်လုံးတအိမ်လုံးပလဲသွားတာပဲလူပြည့်ရှင်လဲဆိုတော့ပြည့်ရှင်နာတော့ပြောလို့ဖို့မရှိဘူးအခုလောလောဆယ်ဘာမှမလုပ်စားရတဲ့အတွက်နည်းနည်းအခက်အခဲရှိတာတခုပဲပေါ့ ။ရန်နာကတော့သူတို့ပြင်နေတော့လဲကိုလာရင်ပြေးဖို့ဒါပဲရှိတယ်။ဖြစ်ရှင်နာကတော့သူတို့တွေပြီးသွားရင်တော့ကိုအေးချမ်းချမ်းနေရမှတာပဲပေါ့။စစ်ကောင်စီဘက်ကတော့ခလာယာနှစ်ခွန်ငါအနီစိမ့်လက်မြိုင်လက်နက်ကြီးစခန်း၄ GB ကော်လက်နက်ကြီးဂုံးနဲ့လက်ခတ်တောင်တို့ကနေလက်နက်ကြီးတွေပြစ်နေတာလို့ဆိုပါတယ်။ယူဆပါတယ်။တော့ဒီအလုံးကြီးတွေကြာပြီမှလည်းဒီလိုပဲဆောင်းသိနေရတော့ပေါ့ ကိုအသက်အန္တရာယ်နဲ့ဆိုတော့အပေါ်မှာတော့အဲ့ဒီအောက်မှာဆင်းအဲ့တော့နဲ့တော်ရတယ်တကယ်အပေါ်မှာအဲ့တော့အကောင်လုံးပွဲချင်းပြီးတယ်ကန်ကူလာဒီမင်းလက်ပံနဲ့ကူလာဒီမှာဆောင်ပြေးပြန်တခါနှစ်ခါဖြစ်သွားတော့အလုံးကြီးတွေကြောက်တော့လေတချို့တော့ပြောတော့စစ်တပ်တက်လိုက်တော့အကုန်မီဆို့မယ်ကြောက်ပြီးတော့ဒီဘက်ကမှလည်းနေတဲ့လူတွေအများကြီးပဲလေဒီဒီအရန်ကြောက်လို့ အခုဆိုရင်စစ်ပွဲတွေကြောင့်မဲဆောက်ဘက်ချမ်းကို ထောင်ထဲချီတဲ့မြမာဒုက္ခတွေဒီရောက်ရှိ ခိုးလုံနေကြပြီးတိုက်ပွဲတွေကလည်းဆက်လက်ဖြစ်ပွားနေပါတယ်ခမညာကျွန်တော်မောင်တူပါ